Hello အားလုံးပဲမင်္ဂလာပါရှင်။ Podcast Story Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။ဒီနေ့ရဲ့ပုံမြင်လေးကတော့အားလုံးသိပြီးသားဖြစ်တဲ့စင်တွဲလားပုံမြင်လေးပဲဖြစ်ပါရရှင်။ဟိုးရှိရှိတုန်းကလှပပြီးကျင်နာတတ်တဲ့ကောင်မလေးတယောက်ရှိပါတယ်။သူ့နာမည်က Cinderella ပါ။သူရဲ့ချစ်ခင်ဘုကောင်နဲ့ဖခင်ကြီးဆုံးပါသွားပြီးနောက်သူမဟာကျန်းတန်းရုပ်မာတဲ့သူ့ရဲ့မိထွေးနဲ့ မိလေးရဲ့သမီးနှစ်ယောက်နဲ့အတူ နေထိုင်ခဲ့ရပါတယ်။သူတို့တွေဟာစင်ဒရဲလာကိုအိမ်မှုကိစ္စအားလုံးလုပ်ခိုင်းပြီးချေးချွန်လို့ဆက်ဆံတာမိဖို့ကြောင့်ဘေးမှာပဲအိတ်ခိုင်းခဲ့တာကြောင့်စင်ဒရဲလာတနည်းအားဖြင့်မိတွေးနှံ့ဆွဲသူဆိုတဲ့အမည်နဲ့လူသိများလာခဲ့ပါတယ်။သူ့ရဲ့ညီမတွေဟာ သူ့ပေါ်ဆိုအမဲဒေါနာထွက်ပြီးစိတ်တူနေတယ်လို့အခိုင်းအစီတယောက်လိုပဲဆက်ဆံကြပါတယ်။ ဒီနေ့မှာတော့ဘယင်ကြီးကသူ့သားမင်းသားလေးအတွက်ကျင်ရတော်ရွေးပွဲကျင်းပဖို့စီစဉ်ပါတယ်။မိချေတဲ့အစီအစဉ်ကဘလို့လဲဆိုတော့မင်းသားကနိုင်ငံအနှံ့ကမင်းကလေးတိုင်းကို ပွဲစီတက်ဖို့ဖိတ်ကြားပြီးပါတီပွဲကြီးတစ်ခုကျင်းပဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။အဲဒီမှာညီမတွေကပါတီပွဲကိုတော်ဖို့အပြေးလွှားပြင်ဆင်နေကြတော့စင်ဒရဲလာကလည်းသူမပါ လိုက်ခြင်းတဲ့အကြောင်းကိုပြောလိုက်တဲ့အခါလူမကိုလောင်ပြောင်ကြပါတယ်။နင်ကငါတို့နဲ့ပွဲတူတူတက်ရအောင်သူလို့လားတန်လို့လားတန်များပါဟဲ့ဆိုပြီးတော့ပုံအဲ့ဒါနဲ့သူတို့တွေထွက်သွားပြီးနောက်စင်တွဲသားတယောက်စိတ်ထိခိုက်ကြေကွယ်ပြီးငိုကြွေးနေခဲ့ရပါရောကွယ်။သူမရဲ့မတရားငိုကြွေးတာဟာတအားကိုနာကျင်စရာကောင်းလို့ နတ်သမီးတစ်ပါးကကြာသွားခဲ့တယ်။အဲအားကြောင့်မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပေါ်ခဲ့တယ်။အဲဒါကတော့မော်ဆွမ်းအားရှင်နတ်သမီးဟာစင်ဒရယ်လာရှိပေါ်လာတာပါပဲ။နတ်သမီးဟာမော်ဒုတ်နဲ့ဂျယ်ရီကိုကင်ထားသူဖြစ်ပြီးတော့သူ့ရဲ့မော်ဒုတ်ဝှေ့ရမ်းလှုပ်ရှားလိုက်တာနဲ့စင်ဒရယ်လာရဲ့ညပတ်ပင်ရည်ပြီးငွေစရာကောင်းတဲ့အဝတ်စုပ်တွေဟာငါပဆန်းကျင်တဲ့ ဝဲတဲ့အခန္ဓာဝတ်ဆောင်ဖြစ်သွားတယ်လို့မျိုးဝရမှာရှိတဲ့ဖယုံဒီတလုံးကိုလည်းခန္ဓာပြီးလှပတဲ့မျက်ထလုံးတစ်ခုအဖြစ်ကြောင်းလဲပေးလိုက်ပါမယ်။မျက်ထလုံးကိုပြည့်စွဲဖို့အတွက်ကတော့ကျွတ်တွေကိုမြင်းဖြင့်ပြန်ပေးလိုက်တာပေါ့။ဒါပေမဲ့တခုတော့ရှိတယ်။အဲ့ဒါကစင်ဒရဲလာအတွက်ဒီမော်ရှာနဲ့လှထားတဲ့အားလုံးဟာမျက်ရကောင်ချင်းရောက်ရင်အလိုလိုပြောက်ွယ်သွားမယ်ဆိုပြီးတော့လို့မသမီးက တရိပ်ပေးခဲ့ပါလေ။စင်ဒရယ်လာဟာဖန်ဆင်းထားတာလေးနဲ့ပါတီပွဲတွေကို ရောက်ရှိသွားပြီးအဲဒီမှာအလားပါဆုံးသူဖြစ်လာခဲ့ပါတယ်။မလာလေးဟာသူ့မောင်မြင်းကိုချင်းချင်းချင်းနဲ့ချစ်ခင်ဆွမ်းနွမ်းသွားပြီးတညလုံးသူ့မနဲ့သူပွဲထဲမှာကောက်ခွန်ခဲ့ကြပါလေ။သူဟာစင်ဒရယ်လာရဲ့တကယ်အခြေအနေအဆင်မပြေအားမမတည်ခဲ့ပါဘူး။ အင်းလို့နဲ့ကားလာလိုက်တာနာရီရန်12ချက်ညတကောင်စမိတဲ့အခါစင်ဒရယ်လာဟာလက်သမီးရဲ့ဒတိပေးချက်ကိုဒတိရတော်ပါတယ်။ဒူမဟာရဲတိုက်ကြီးကနေထွက်ပြေးခဲ့ပြီးအလီကားထစ်တွေကနေအပြေးဆန်းလာရင်လည်းဖန်ဖနက်ပြူလေးတစ်ခါဟာကျွတ်သွားလို့မယူနိုင်ပဲမျက်မှောင်ထားပြခဲ့ရပါတယ်။မင်းသားလေးဟာရက်တွေကြာလာပြီမဲ့ သူနဲ့တွဲကြရတဲ့ကောင်မလေးကိုမေးလို့မရခဲ့ပါဘူးမြို့တည့်ရကြီးထွက်ပြေးသွားတဲ့ကောင်မလေးအကြောင်းတွေးရင်ပြန်ပြီးတွေ့ခြင်းမြင်ခြင်းတော့ထူးဆန်းလာတဲ့မိန်းကလေးကိုရှာဖွေရမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပြီးသူ့စီကြံခဲ့တဲ့ဖဏတ်တပတ်ဟာဘရုခြေတော်နဲ့ဒီဖဏတ်လေးကကွက်တီးဖြစ်နေဆိုရင်သူမနဲ့လက်ထပ်သွားမယ်လို့ကြေညာခဲ့ပါတယ်သူ့မူထမ်းတွေကိုဖဏတ်လေးကိုယူသွားခိုင်းပြီး နိုင်ငံအနှံ့ကအိမ်တိုင်းမှာစမ်းတက်ခံခဲ့ပါတယ်။ဒီလိုနဲ့စင်ဒရယ်လာရောအိမ်ကိုရောက်လာတဲ့အခါညီမတွေဟာခြေထောက်တွေကို ထိုးသွင်းဖို့ကြိုးစားကြပေမဲ့ဘလို့မှစီးလို့မတော်နိုင်ခဲ့ကြပါဘူး။နောက်ဆုံးမှာတော့ဖနံလေးကိုစင်ဒရယ်လာစီယူလာခဲ့ကြပါတယ်။သူမဟာသူ့ရဲ့ခြေထောက်ကိုဖနံလေးနဲ့ရှူ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 အမဲတကူနဲ့ထည့်စည်းလိုက်တဲ့အခါဒီဖနံဟာ ဒုမတော်ပဲဆိုတာကိုတက်တည်ပြနိုင်နိုင်ခဲ့ပါတယ်။ဒုမဟာတကယ်ပဲမင်းသားလေးရှာဖွေနေခဲ့တဲ့မင်းကလေးပဲဖြစ်ကြောင်းသိတာထင်ရှားသွားပါတယ်။အဲလိုနဲ့ပဲမင်းသားလေးနဲ့စင်ဒရယ်လာတို့ဟာနန်းတော်ထဲမှာပျော်ရွှင်စွာနေထိုင်ကြကြပါရောနဲ့။ပုံမြင်လေးရတော့ဒီမှာပဲပြီးဆုံးတော့ပါပြီရှင်။ဆုံးထိကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့သူတယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။တင်ရော မော်ဆာအားနဲ့ကူညီပေးတဲ့နတ်သမီးတာရှိခဲ့ရင်ပွဲကိုရအောင်သွားမှာလားမသွားမယ်နေမှာလားဆိုတာအောက်ကကွန်မန့်လေးတွေမှာပြပြပေးခဲ့နော်ဒီလိုမော်ဆာနဲ့ပုံမြင်လေးတွေချိန်နေတဲ့ရင်ဆက်လက်နားထောင်ဖို့ like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်